အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တို့ဆက်လက်ပြီးတော့လေ့လာမယ့်သင်ခန်းစာကတော့စမှုဖြစ်ပါတယ်စမှုဆိုတာကအမြဲတမ်းထက်တူညီတဲ့အကြောင်းအရာကိုပြောတာပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့အပြုမူအကျင့်စရိုက်တွေကအမြဲတမ်းဒီလိုမျိုးပုံစံမျိုးလေးဖြစ်နေတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါကိုစမှုနဲ့သုံးတယ်ပေါ့နော်မနေ့ကကျွန်တော်တို့မေးခွန်းမေးထားတဲ့ theme ဆိုရှင်ဒီ my 8 my 2 my 3နဲ့ my 4တဝါ ဆိုပြီးတော့ဒီထိုင်းတန်စင်အတံပြောင်းတင်ကိတ္တ၄မျိုးရှိတဲ့ထဲထဲမှာဘယ်နှမျိုးဒီထဲထဲမှာပါလဲဘယ်နှလုံးကအများဆုံးဖြစ်လဲဆိုတာမိုင်းအိတ်လို့ဖြေထားတာမှန်တယ်ပေါ့နော်ဒီလိုမျိုးပေါ့နော်မိုင်းဝါဆိုရင်အပေါ်မှာမိုင်းအိတ်လေးပါတယ်အဲ့ဒီအကြောင်းအရာကိုဖြေတာဆိုရင်မှန်တယ်ပေါ့နော်မိုင်းအိတ်အများဆုံးပါတယ်ပေါ့နော်မနေ့ကတော့ဝါကြအထဲမှာဆိုရင် ဟုတ်ပြီဒီကနေ့တော့ကျွန်တော်တို့စမွေနဲ့ပတ်သက်တဲ့သင်ခန်းစာကိုအတူတူလေ့လာမယ်ဒီထဲမှာဘာတွေရေးထားလဲဆိုရင်ဘာတွေပဲဖြစ်လာဖြစ်လာငါနှင့်ဘက်မှာအမြဲတမ်းရှိနေပေးမယ်ရှိနေမယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီထဲကဝါကြတဲ့ဘာသာပြန်မယ်ဆိုလို့ရှိရင်သူ့ရဲ့မူရင်းဆိုလိုရင်းအတိတ်ပဲကိုမပြောင်းစီပဲနဲ့ကျွန်တော်တို့ကပြန်လို့ရတယ်ပေါ့နော်ဘလို့ရေးမလဲဆိုရင် ဘာတွေပဲဖြစ်ပေါ်လာဖြစ်ပေါ်လာအဲဒီမှာကုခွန်းဆို ဖြစ်ပေါ်လာတာเนาะဒါပေမဲ့ဒီအောက်မှာရေးထားတဲ့ဖြစ်လာဖြစ်လာဆိုတာဒါအဓိပ္ပာယ်ဆိုလို့ရင်သူ့ရဲ့ဆိုလို့ရင်အဓိပ္ပာယ်မပြောက်ပြတ်ဘူးအဲ့ဒီအဲ့ဒီသဘောမျိုးပေါ့เนาะဘာတွေပဲဖြစ်ပေါ်လာဖြစ်ပေါ်လာလည်းရတယ်ဖြစ်လာဖြစ်လာလည်းရတယ်ဘာတွေပဲဖြစ်လာဖြစ်လာငါနှစ်ဘက်မှာအမြဲတမ်းရှိနေပြီးမယ်ဟုတ်ပြီဒီမှာအမြဲတမ်းတို့ထတ်တူညီတာတွေတူညီစွာလို့ရေးထားတယ်ငါ ဘာတွေပဲဖြစ်လာဖြစ်လာငါနေ့ရဲ့ဘက်မှာအမြဲတမ်းထက်တူညီပြီးတော့ရှိနေပြီးမယ်အမြဲတမ်းရှိနေပြီးမယ်လေအဲ့လိုလဲပြောလို့ရတာပဲဒါသူ့ရဲ့စကားအတုံးနှုံးပုံမူတည်ပြီးကျွန်တော်တို့ပြောလို့ရတဲ့စကားအလှတွေပေါ့နော်ဒါပေမဲ့သူ့ရဲ့မူရင်းအတိတ်ပဲကိုမပြောက်စီပဲနဲ့မူရင်းဆိုလိုရင်းကိုမပြောက်စီပဲနဲ့ရေးလို့ရတယ်ဆိုတဲ့အကြောင်းပေါ့နော်ဘာမှဖြစ်ပါဘူးတယောက်နဲ့တယောက်ဘာသာပြန်ကြည့်ရအဲ့လောက်ထိမကွာခြားဘူးပေါ့နော်ကျွန်တော်တို့အများကြီးတွေးပြီးတော့ပြောလို့ရတယ် ဥပမာဆိုလိုချင်တဲ့သဘောကပိုင်းသွားသည်မာလာသည်အဲပိုင်းဆိုတာသွားတယ်မာဆိုတာလာတယ်အဲ့ဒီနေရာမှာပိုင်းဆိုတာကိုပိုင်းဆိုတာသွားတဲ့ဟာကိုလာလို့သုံးလို့မရဘူးအဲ့လိုမျိုးဆိုရင်တော့ဒါလုံးဝမရဘူးပေါ့နော်အဲ့အဲ့လိုမျိုးပေါ့နော်ဒါမင်းလည်းလို့မူရင်းအတိတ်ပဲကိုဆိုလိုချင်တဲ့သဘောတရားကိုမပြောက်စေဘဲနဲ့ရတော့ပြောလို့ရတယ်ဒီမှာ ไม่ว่าอะไรจะเกิดขึ้น ฉันจะอยู่ข้างเธอเสมอ ไม่ว่าอะไรจะเกิดขึ้นบาริเวพิบอลาพิบอลาบาริเวพิลาพิลาโยลุยาเลยเกิดขึ้นสุราพิบอลาเลยไม่ว่าอะไรจะเกิดขึ้นสวยบาริเวพิบอลาพิบอลาเบอเจ้าอย่าริเวพิบอลาพิบอลา ฉัน งากาจะอยู่ข้างเธอนี่ยนามาอเมียนะရှိနေမယ်ဆိုเสมอနဲ့တုံးမယ်ဒါကအခြေစကားအလှလေးတွေပေါ့เนาะဟုတ်ပြီကျွန်တော်တို့ရေးကြည့်မယ် more i my my it my or our my wa or a a รออะไรไม่ว่าอะไรจออะจะ ไม่ว่าอะไรจะ กอเออดอเกิด ขออึนอเขิน ไม่ถูกขึ้น ไม่ว่าอะไรจะเกิดขึ้นบาลิเว็บพี่ปอละพี่ปอละฉันขออะนอฉัน จออจจะ ออยออูยูไม่อยู่หออางอขัง ไม่ถูกข้าง ทอเออเธอข้างเธอเสมอ สอ มอเออเสมอ ถ้าก็สระเออผิดไปเลยสอ มอเออเสมอสุบิยอถักกะเลยปะเนาะ ไม่ว่าอะไรจะเกิดขึ้น ฉันจะอยู่ข้างเธอเสมอบาริเวพิโปลาพิโปลานี่นามะอเมรันชินิเมหลบเปียวราพิปาเรแลาวูุว่าตลอดและชีเดียันเนาะตลอดจะรอชาเจ้าอย่างในเปียวเลยปนเนาะตุกันเราตัดลงท่าวระอเมรันหลบเปียวราพิปาเยเอาบีทีนี้ติงานสายนาวสมาสวยจะเนาะเมโกตมิโอเมเมปนเนาะปาเลสโลชิเอติมา you or your you my a you ท้ายสกามาဆိုရင် or nam your or nam your ပါတယ်စကလုံးဘယ်နှလုံးရှိတယ်လဲပေါ့เนาะလေးလုံးရှိတယ် အဲ့လေးလုံးကဘယ်ဟာတွေလဲဆိုတာသိကျင်တယ်ဒီက all your you my you ကတော့ရှိနေပြီနောက်ထပ်စကားဘယ်နှလုံးထပ်ပြီးတော့ရှိနေသေးလဲပေါ့နော်လေးလုံးရှိတဲ့နေရာမှာနောက်ထပ်၃လုံးကဘယ်အကြောင်းအရာတွေဘယ်စာလုံးတွေဖြစ်မလဲဆိုတာကိုသိတဲ့လူတွေလာပြီးတော့မှန်းလို့ရပါတယ်မသိတဲ့လူတွေအတွက်ပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်ခွန်ခပ်